ူရီရဲ့အသက်ကိုကဲတရင်ကိုရန်အသက်ပေးလိုက်ရတဲ့အသက်၁၄နှစ်အရွယ်ပရာဟိတာလူငယ်လေးအားလုံးပဲမင်္ဂလာပါမင်းညူး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါမြန်မာနိုင်ငံတဝမ်းလုံးမှာတော့ကျမ်းမာရေးအခြေအနေကြောင့်ဘေးအမျိုးမျိုးကြောင့်ပရာဟိတသမားတွေမရှိမဖြစ်လိုအပ်ပြီးနေရအနှံ့ကြားမှာလည်းလူတော်တော်များများရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုဆုံးရှုံးစေခဲ့ပါသည် ရုတ်တရက်ဖြစ်ပွားလာတဲ့အခြေအနေတွေကြောင့်ကယ်ဆယ်ရေးတွေကိုဒေတာခံလူငယ်တွေကပဲကိုရိုင်းဥဆောင်လှုပ်ဆောင်ခဲ့ရပြီးတော့တချို့ဒေတာတွေမှာဆိုရင်ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာကိုအသက်ကိုတောင်ပဓာနာမထားပဲကယ်ဆယ်ရေးတွေလုပ်နေခဲ့ရတာပါအသက်ဘေးကိုမငယ်ပဲအခုလိုလှုပ်ဆောင်နေရတဲ့လူငယ်တွေဟာအမှန်တော့အကျိုးတစုံတရာကိုမျှော်လင့်ပြီးလှုပ်ဆောင်ကြရတာမဟုတ်ပါဘူးအခုတခါမှလည်းပရာဟိတလူငယ်လေးတယောက်ပုံနာကျွတ်မှာလူနာသွားတဲ့ရင်ပရာဟိတရေတစည်းကိုဒရုန်းထိမှန်ကအသက်၁၄နှစ်အရွယ်လူငယ်ပရာဟိတသမား မောင်ထီးအောင်ဟိန်ခကိုလက်ကိုထိမှန်သွားခဲ့ပါတယ်။ငရွေတဲ့ပရာဟိတကျဲပွင့်လေးတပွင့်အကျွေလွင့်သွားခဲ့ရပါတယ်။ဖြစ်စဉ်ကတော့အော်တိုဘာလ26ရက်နေ့ညနေ3နာရီခန့်အချိန်ကပုံနာကျုံမြို့နယ်ကွန်းတောင်ရွာမှာကျမ်းမာရေးမကောင်းမွန်တဲ့လူနာတအူးရှိနေရကြောင်းပုံနာကျုံမြို့အခြေဆိုင်ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းအဖွဲ့ကပရာဟိတကနဲ့တွားရောက်တည်ဆောင်ကြောင်းသိရပြီးအဆိုပါပရာဟိတကမှတော့အသက်၁၄နှစ်အရွယ်လူငယ်ပရာဟိတသမားလေးမောင်ထီးအောင်ဟိန်နဲ့ဆရာဖြစ်သူတို့အတူလိုက်ပါသွားခဲ့ကြောင်းသိရပြီး ထိုးထုတ်လိုက်ပါသွားစဉ်လမ်းပေါ်မှာပဲမထင်မှတ်ပဲကန်ဆိုးမှုနဲ့ကြုံခဲ့ရပြီးအသက်ပေးလိုက်ရတာပါပရာဟိတလူငယ်လေးကတော့သူ့ရဲ့ဝါသနာကြောင့်လူတွေကိုကူညီကယ်ဆယ်တဲ့အလုပ်ကိုလုပ်နေရဖြစ်ပြီးတော့လူတွေကိုကယ်ဆယ်နေရရင်ကိုကျင်းနေတဲ့ခလေးလေးတယောက်ပဲဖြစ်ပါဘူးဒါပေမဲ့လေဒီတစ်ခါသွားခဲ့မဲ့ခီးကသူ့အတွက်နောက်ဆုံးဖြစ်နေမယ်ဆိုတာကိုတော့မသိခဲ့ရှာပါဘူး။ဒါလီကတော့အသက်၁၄နှစ်အရွယ်သားရှိသေးပြီးလူတွေကိုကူညီတတဲ့စိတ်ထားလေးကတော့ဘယ်သူနဲ့မှမတူအောင်ရှာပါလွန်ပါလေ။အခုလဲလူနာကိုသွားခဲ့ဆဲပြီးမယ် ကယ်ဆယ်ခွင့်မရခဲ့ပဲလမ်းမှာအဖြစ်ဆုံးနဲ့ကြုံခဲ့ရတာပဲဖြစ်ပါမိသားစုတွေရောဘလောက်တောင်ကြေကွဲရမလဲဆိုတာအလုံးလေးခန်းစားသိမြင်နိုင်ကြမယ်ထင်ပါ යි အခုလုံငငယ်ရွရွနဲ့ကြွေလိသွားခဲ့ရတာကြောင့်တိုင်းငယ်လေးအတွက်မိသားစုနဲ့ထပ်တူအထူးစိတ်မကောင်းဖြစ်ရပါ යි နောက်ဘဝတွေမှာလည်းအသက်ရာကျော်နေထိုင်ပြီးတန်းတက်မမနဲ့လူတွေကိုကူညီနိုင်ပါစီလို့ဆုတောင်းပေးလိုက်ရပါ යි အခုလိုပရာဟိတာစိတ်တဲ့အပြည့်ရှိတဲ့လူငယ်လေးတယောက်ဆုံရှုံလိုက်ရလို့အရန်ကိုစိတ်မကောင်းဖြစ်ရပါ යි တိုင်းငယ်လေးလည်းကောင်းရံမွေးရာရောက်ပါစီ အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ရုပ်ရည်လေးနဲ့မှမလိုက်မိမရှိရဲ့ယောက်ျားကိုမှအပိုင်ကျန်တဲ့မိန်းကလေး။အားလုံးမိမိငါပါ။မင်းညူး channel လေးကနေပြန်လေးကျေးဇူးလိုက်ပါတယ်။ဒီဗီဒီယိုတဲကအမျိုးသမီးကတော့ယောက်ျားဖြစ်သူနဲ့ဝန်တန်းမင်းကလေးဖောက်ပြန်တာခံခဲ့ရသူတယောက်ပဲဖြစ်ပါ යි အခုလိုမျိုးအမျိုးသမီးကသွေးနှုတ်သားနှုတ်နဲ့မို့ပိုပြီးခံစားရမှာအသေးချပါပဲ မဆူကတော့အရန်ကိုသဘောကောင်းပြီးမြမမင်းလေးတော်တော်များများကိုလည်းသူ့စီလာရင်အလောက်ကောင်းရှာဖို့အစဉ်ပြေဖို့အမဲကူညီပေးတတ်သူတယောက်ဖြစ်လို့ပြပားရောက်မင်းကလေးငယ်လေးတွေမတိတလောက်ရှာပြီးအရန်ကိုသဘောကောင်းသူတယောက်ပဲဖြစ်ပါ යි မဆူကတော့သူ့ရဲ့ကိုပိုင်အထည်ဆိုင်တဆိုင်ကိုလည်းဖွင့်ထားခဲ့ပြီးအထည်ဆိုင်မှာကူဖို့ဝင်းနန်းမင်းကလေးတွေလည်းခေါ်ထားပြီးမဆူကကိုဝင်ကြီးနဲ့မို့ဝိုင်းကူဖို့အိမ်မှာညညိုဆိုတဲ့မင်းကလေးကိုခေါ်ထားခဲ့ရပါမဆူကတော့အလုပ်သမားကိုလည်းကုတင်ငယ်ချင်းကိုညမတယောက်လိုဆက်ဆံပြီးခေါ်ထားခဲ့ပါ යි ဒီလိုနဲ့လာအနေငယ်အကြာမှာတော့မဆုကုံဝင်ရင့်လာနဲ့အမျှသူတို့နှစ်ယောက်ကတော့ကြွေရမှာဖောက်ပြန်လာကြတာပါဒီလိုနဲ့မဆုကလေးမွေးပြီးရက်ပိုင်းအရောက်မှာတော့ခင်မုံဖြစ်သူနဲ့အိမ်ပေါ်ရဲ့နေထိုင်ပုံကိုမယုံလို့ချောင်းချိန်မှာပဲသုံးခါတီတီကိုပတ်ပင်တုံမိခဲ့ရပါဒါပေမဲ့လည်းမဆုကတော့သူတို့ကိုအရှိအရှိမဖြစ်ချင်လို့မိန်းကလေးကိုလည်းပြောစရာရှိရာပြောပြီးခင်မုံနဲ့အဆက်အသွယ်ဖြတ်ခိုင်းကာ လင်းရင်လက်မှတ်ဝယ်ပြီးမြန်မာနိုင်ငံကိုချက်ချင်းပြန်ပို့ခဲ့ပြီးယောက်ျားဖြစ်သူကိုလည်းကွာရှင်းခဲ့တာပါအမှန်ဆိုကုမိန်မကလေးမွေးခါနီကိုဝင်ကြီးနဲ့ကိုရောင်ဂယုမဆိုင်နိုင်မဲဖောက်ပြန်တတဲ့ယောက်ျားနဲ့ကုကိုအလုပ်ပေးထားတဲ့အလုပ်ရှင်ရဲ့မိသားစုကိုမှဖျက်ဆီးခြင်းနဲ့မိမလည်းရှက်တင်ပါ යි မရေကြီးကတော့ကျမမိတွင်တဲ့မှာကလေးကဖောက်ပြန်ကြတဲ့ကျမယောက်ျားမအုပ်ကနဲ့ကျမခန္ဓာရဲ့ဝန်ထမ်းမှညွညိုဆိုပြီးဗီဒီယိုနဲ့တကွချပြလာခဲ့ပြီးတငယ်ချင်းတွေကတော့ဖောက်ပြန်သူကနစ်နာသူလိုဟန်ဆောင်နေလို့ သွင်းတို့တာတို့မိမတယောက်မိမချင်းကိုချင်းမစားကို့လူမျိုးအချင်းချင်းသူများနိုင်ငံမှာအဆင်မပြေလို့ကို့ကိုအလုပ်ပေးလာစားပေးနေစရာပေးကျွေးမွေးထားတဲ့ကျေးဇူးကိုမှမထောက်အလုံရှင်ရဲ့ယောက်ျားနဲ့မှဖောက်ပြန်နေဘယ်တော့မှမပြောင်းရအောင်ဘူးတသက်တော့အငငယ်နောက်ဘဝနေသွားရမှာနင်းကိုယ်တိုင်သွင်းတို့တာတို့နေရာရောက်မှခံစားရမှာကျေးဇူးမတိတန်ရင်တော့ကျေးဇူးမကမ်းရဘူးကြောင်ကရင်ပြက်အကောင်နဲ့ဇေယျတောင်ပြန်ကျုံမတန်ရမတန်ရပေးပေါ့ ဖောက်ပြန်လာမိသွားလို့ဘာမှမလုပ်ချင်လို့လက်မှတ်ဝဲပေးပြီးငါးတငယ်ချင်းမြန်မာပြည်ပြန်ပို့လိုက်တာကိုမယင်ငယ်ရမြန်မာပြည်ပြန်ရောက်တော့ဆောင်းကြပြီးငါးတငယ်ချင်းစီကနေပိုက်ကြည့်သွားပါတယ်ဆိုပြီးငွေညှင့်နေသေးရဲ့အံ့အံ့ဩဩအတော်ကြောက်စရာကောင်းလာတာပဲရုပ်ချောတလောက်အကျင့်ရုပ်ပြားတဲ့မိမပဲတနာလို့ပြန်ပို့ပေးတာကိုတော့ကိုဝင်စရိတ်ပြန်လို့ခြင်းသေးရလားမယကြီးခွင့်ပြုခြင်းနဲ့နင်တို့ဖောက်ပြန်ခဲ့ကြရလားဆိုပြီးပြောလာတာပဲဖြစ်ပါ යි အခုလိုရုပ်ရည်လေးလှတလောက် ူများမိသားစုကမှဖျက်ဆီးခြင်းနဲ့မိန်းကလေးအစားမိဘရိသားဒီဗီဒီယိုကိုမြင်ဘလောက်တောင်ရှက်လိုက်ကြမလဲမတွေ့ရဲစရာပါပဲနော်အခုလိုကိုကိုအလုပ်ပေးထားရဲ့အလုပ်ရှင်ယောက်ျားကမှအပိုင်ကြံပြီးမိသားစုပြိုကွင်းအောင်လုပ်ခဲ့တဲ့မိန်းကလေးအပေါ်အမြင်လေးကိုလည်းပြောပြခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်လူရီရဲ့အသက်ကိုကဲ့တင်ရင်ကိုရန်အသက်ပေးလိုက်ရတဲ့အသက်၁၄နှစ်အရွယ်ပရာဟိတာလူငယ်လေး အားလုံးပဲမင်္ဂလာပါမင်းညူး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံတဝမ်းလုံးမှာတော့ကျမ်းမာရေးအခြေအနေကြောင့်ဘေးအမျိုးမျိုးကြောင့်ပရာဟိတသမားတွေမရှိမဖြစ်လိုအပ်ပြီးနေရာအနှံ့အပြားမှာလည်းလူတော်တော်များများရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုဆုံးရှုံးစေခဲ့ပါတယ် ရုတ်တရက်ဖြစ်ပွားလာတဲ့အခြေအနေတွေကြောင့်ကယ်ဆယ်ရေးတွေကိုဒေတာခံလူငယ်တွေကပဲကိုရိုင်းဥဆောင်လှုပ်ဆောင်ခဲ့ရပြီးတော့တချို့ဒေတာတွေမှာဆိုရင်ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာကိုအသက်ကိုတောင်ပဓာနာမထားပဲကယ်ဆယ်ရေးတွေလုပ်နေခဲ့ရတာပါအသက်ဘေးကိုမငယ်ပဲအခုလိုလှုပ်ဆောင်နေရတဲ့လူငယ်တွေဟာအမှန်တော့အကျိုးတစုံတရာကိုမျှော်လင့်ပြီးလှုပ်ဆောင်ကြရတာတော့မဟုတ်ပါဘူးအခုတကမှလည်းပရာဟိတလူငယ်လေးတယောက်ပုံနာကျွတ်မှာလူနာသွားတဲ့ရင်ပရာဟိတရေတစည်းကိုဒရုန်းထိမှန်ကအသက်၁၄နှစ်အရွယ်လူငယ်ပရာဟိတသမား မောင်ထီးအောင်ဟိန်ခကိုလက်ကိုထိမှန်သွားခဲ့ပါတယ်ငယ်ရတဲ့ပရာဟိတကျဲပွင့်လေးတပွင့်ကျွေလွင့်သွားခဲ့ရပါပြီ။ဖြစ်စဉ်ကတော့အော်တိုဘာလ26ရက်နေ့ညနေ3နာရီခန့်အချိန်ကပုံနာကျုံမြို့နယ်ကွန်းတောင်ရွာမှာကျမ်းမာရေးမကောင်းမွန်တဲ့လူနာတအူးရှိနေရကြောင်းပုံနာကျုံမြို့အခြေဆိုင်ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းအဖွဲ့ကပရာဟိတကားနဲ့တွားရောက်တည်ဆောင်ကြောင်းသိရပြီးအဆိုပါပရာဟိတကားမှာတော့အသက်ဆလင်းနှစ်အရွယ်လူငယ်ပရာဟိတသမားလေးမောင်ထီးအောင်ဟိန်နဲ့ ဆရာဖြစ်သူတို့အတူလိုက်ပါသွားခဲ့ကြောင်းသိရပြီးထို့သို့လိုက်ပါသွားစဉ်လမ်းပေါ်မှာပဲမထင်မှတ်ပဲကန်ဆိုးမှုနဲ့ကြုံခဲ့ရပြီးအသက်ပေးလိုက်ရတာပါပရာဟိတလူငယ်လေးကတော့သူ့ရဲ့ဝါသနာကြောင့်လူတွေကိုကူညီကယ်ဆယ်တဲ့အလုပ်ကိုလုပ်နေရဖြစ်ပြီးတော့လူတွေကိုကယ်ဆယ်နေရရင်ကိုကျင်းနေတဲ့ခလေးလေးတယောက်ပဲဖြစ်ပါဘူးဒါပေမဲ့လေဒီတစ်ခါသွားခဲ့မဲ့ခီးကသူ့အတွက်နောက်ဆုံးဖြစ်နေမယ်ဆိုတာကိုတော့မသိခဲ့ရှာပါဘူး။ဒါလီကတော့အသက်၁၄နှစ်အရွယ်သားရှိသေးပြီးလူတွေကိုကူညီတက်တဲ့စိတ်ထားလေးကတော့ဘယ်သူနဲ့မှမတူအောင်ရှာပါလွန်ပါလေ အခုလဲလူနာကိုသွားကယ်ဆယ်ပြီးမယ်ကယ်ဆယ်ခွင့်မရခဲ့ပဲလမ်းမှာအဖြစ်ဆုံးနဲ့ကြုံခဲ့ရတာပဲဖြစ်ပါမိသားစုတွေရောဘလောက်တောင်ကြေကွဲရမလဲဆိုတာအလုံးလေးခန်းစားသိမြင်နိုင်ကြမယ်ထင်ပါ යි အခုလိုငငယ်ရွရွနဲ့ကြွေလိသွားခဲ့ရတာကြောင့်တိုင်းငယ်လေးအတွက်မိသားစုနဲ့ထပ်တူအထူးစိတ်မကောင်းဖြစ်ရပါ යි နောက်ဘဝတွေမှာလည်းအသက်ရာကျော်နေထိုင်ပြီးတန်းတက်မမာနဲ့လူတွေကိုကူညီနိုင်ပါစီလို့ဆုတောင်းပေးလိုက်ရပါ යි အခုလိုပရာဟိတာစိတ်တဲ့အပြည့်ရှိတဲ့လူငယ်လေးတယောက်ဆုံးရှုံးလိုက်ရလို့အယံကိုစိတ်မကောင်းဖြစ်ရပါ යි တိုင်းငယ်လေးလည်းကောင်းရံမွေရာရောက်ပါစေအဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်ရောင်ရည်လေးနဲ့မမလိုက်မိမရှိရဲ့ယောက်ျားကိုမှအပိုင်ကျန်တဲ့မိန်ကလေးအားလုံးမင်းမင်္ဂလာပါမင်းညူး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါဒီဗီဒီယိုတဲကအမျိုးသမီးကတော့ယောက်ျားဖြစ်သူနဲ့ဝန်တန်းမိန်ကလေးဖောက်ပြန်တာခံခဲ့ရသူတယောက်ပဲဖြစ်ပါအခုလိုမျိုးအမျိုးသမီးကသွေးနှုတ်သားနှုတ်နဲ့မို့ပိုပြီးခံစားရမှာအသေးချပါပဲ မဆူကတော့အရန်ကိုသဘောကောင်းပြီးမြမမင်းလေးတော်တော်များများကိုလည်းသူ့စီလာရင်အလောက်ကောင်းရှာဖို့အဆင်ပြေဖို့အမြဲ